Hello အားလုံးမင်္ဂလာပါ Knowledge from Finding ဆိုရယ်လင်း channel တွေကနေပြန်လည်ပြီးကြိုဆိုလိုက်ပါတယ်ဒီနေ့လင်းကအဲ healing ဆိုတာပါလဲ what is a healing ဆိုရယ် topic နေအကြောင်းပြပြပြသွားမှာဖြစ်ပါတယ်အဲလင်းတို့အာနာကျင်မှုတွေ pain တွေတော်တော်များများကမြင်ရတယ်ပေါ့နော် for example အာဒါပါလို့ဒီကတည်းကတန်ရရရသူ့အနေနဲ့ကုသဆရာရှိကိုစိတ်ခံအောင်သွားတယ်အပြီးကုသရယ်ဆိုလို့ရှိရင်ဒါကလည်း healing ပါပဲပြောမယ်ဆိုသူ့ရဲ့နာကျင်မှုကိုသူဒီပြန်ပြီးကုစားလိုက်တာပဲ ဒါကတော့မြင်ရတဲ့ medical healing မျိုးစားပေါ့နော်။အာပြီးလို့ရှိရင် watch and ပေါက်တဲ့လူတယောက်ကသူက watch and ပေါက်နေတယ်အဝချံနေပဲသူနေမှာတော့မဟုတ်ဘူးအဲ့ခါကျတော့ဝချံကိုကုသပေးနိုင်တယ် specialist တွေစီကိုသွားပြီးတော့ကုသတာပြီးသူကသူ self care လုပ်တာအဲ့ဒါကလည်း healing ပါပဲအဲ့ဒါကတော့ physical healing ပေါ့နော်အဲ့တော့နာကျင်မှုတွေတော်တော်များများမှာကမြင်ရတဲ့နာကျင်မှုရှိမမြင်ရတဲ့နာကျင်မှုရှိအဲ့ဒါတော့မမြင်ရတဲ့နာကျင်မှုကတော့ mental ပိုင်းဖြစ်နေမှာစိတ်မှာဖြစ်တဲ့အရာတွေကတော့ မမြင်ရတာများတယ်ပြီးတော့အဖြစ်လို့ဖြစ်နေမှမသိရတဲ့လူတွေတောင်မှရှိရအများကြပါတယ်အဲ့တော့ဒီနေ့လင်းရတော့မတ်ဆိုမန်တန်ဟင်းဆိုတာပါလဲမန်တန်ဟင်းလေးညဘလို့ဆောင်ရလဲအဲဆိုရဲအစိတ်မှဖြစ်တဲ့ခံစားချက်ကလေးတွေကိုလင်းကအဥပမာလေးနဲ့နားလည်အောင်ရှင်းပြပေးသားမှာဖြစ်ပါတယ် ောက်ဆုံးကလေးတယောက်ပေါ့နော်သူငယ်ငယ်လေးတုန်းကအာသူ့ရဲ့မိဘတွေကအလုံးမအားလို့သူ့အချိန်မပေးနိုင်တဲ့ခါမှာသူကတယောက်သူတယောက်ထနေရတာဒါမို့သူသစိမ်းအနေနဲ့หนีခဲ့ရတယ်ရှီကောင်းရှိလိမ့်မယ်အဲ့ချိန်ဒီမှာသူ့ရဲ့ feeling ကဘာဖြစ်နေလဲဆိုရယ်ငါကအရေးမပါဘူးငါတမိုးမရှိဘူးအာသူ့သူကမချစ်ကြဘူးဆိုရယ်ခံစားချက်ကိုသူကခံစားရလိမ့်မယ်အဲ့ခံစားချက်ကိုသူကိုယ်တိုင်တော့မသိလိုက်ပဲနဲ့ တသူမသိစိတ်ထဲမှာတင်ထားတတ်တယ်ပေါ့နော်ဘို့ဆိုရင်သူ့ရဲ့ body mind spirit ကမျက်ဉာဏ်နဲ့ဖွဲ့စည်းထားတယ်အဲ့တော့သူမသိလိုက်တဲ့သူ့ရဲ့ခံစားချက်ကသူ့ရဲ့မသိစိတ်ထဲမှာတင်ထားလိုက်တယ်ပေါ့နော်အဲ့လိုမနေပဲအဲ့ဒီခံစားချက်တွေနဲ့ချိန်ပန်များစွာအသားကျရဲ့ကလေးဟာအကြောင်းဒီအရွယ်ရောက်လာပြန်တော့လေသူပေါင်းနဲ့တငယ်ချင်းမိတ်ဆွေရလဲများသောဖြစ်သူ့အချိန်မပေးရဲ့လူသူ့ကိုဦးစားမပေးရဲ့လူတွေနဲ့လည်းသူကပေါင်းတတ်တယ် ောက်လို့လဲဆိုတော့အဲ့ခံစားချက်နဲ့အသားကြနေရောအဲ့ခံစားချက်ပြီးတဲ့လူကိုပဲသူကသူမသိစိတ်ကနေလိုက်ရှာနေတယ်လို့လေဖြစ်တတ်တယ်။အဲ့တော့အဲ့ခါကျတော့လေသူအချင်းမခံရဘူးသူကတမိုးမရှိဘူးအေးမပါဘူးဆိုရယ်ခံစားချက်ကိုထပ်ပြီးတော့ခံစားရပြန်တယ်။အဲ့ဒီလိုနဲ့သူအသက်ကြီးသွားပြန်တော့လေအာသူတွေ့ရတဲ့ partner သူတွေ့ရတဲ့ partner ကိုယ်တိုင်ကလည်းအဲ့လိုမျိုးအာသူ့ကိုချစ်တော်များလဲသူအရန် busy man ဖြစ်နေပြီးတော့အလုံများတဲ့လူအဲ နဲ့ဂျုံတက်တယ်ပေါ့နော်အဲ့ခါကျတော့လေ तू ကသူရဲ့ partner ကသူ့ကိုအာခင်မဆိုင်ပြနိုင်တဲ့အချိန်ကြီးအလုံးများနေတဲ့အချိန်ကြီးမှာသူ့ကိုသူလုံလီခံစားရပြီးတော့သူအချစ်မခံရဘူးသူတမိုးမရှိဘူးစသဖြင့်အာသူ့စိတ်ထဲမှာအဲ့လို feeling ကြီးပြန်ပြီးတော့တက်လာမျိုးတည်ဖြစ်တတ်ပါတယ်အာပြီးတော့ဘေးဘဝင်ခြင်းရာစကားကြီးကြောင့်လည်းအာနှုတ်ဦးကြားထဲမှာဒါချစ်နေရလဲတင့်ရဲ့သားနဲ့ ဒါဂျားတဲ့ကလူတွေရဲ့အဖြစ်အခါကြီးချောင်းနဲ့ပို့ပြီးတော့သူ့ကိုယ်သူချစ်မခံရအောင်တမုံရှိဘူးစရခံစားချက်တွေပို့ပြီးတော့တက်လာတတ်ပါတယ်အဲ့တော့ကွယ်ဖြည့်ရသေးတာကွယ်သွားတယ်လူတွေသာကွယ်ရွားတယ်မခံစားချက်ကတော့အတူတူပဲအဲ့တော့ဘာဖြစ်လဲဆိုတော့ကိုစိတ်ထဲမှာဖြစ်တဲ့နာကျင်မှုတွေကိုကိုကမသိမသိတော့မကုစားခဲ့တော့ဒီပတ်တန်ကိုပဲကွာပြန်ပြီးလဲနေရပါတော့ပြမဆိုကိုမဖြေရသေးတဲ့ဆောင်မွက်ကိုအချိန်ဖန်များစွာပြန်ဖြေနေရတယ်လို့လေဖြစ်နေတတ်ပါတယ် အဲ့လိုမျိုးခံစားချက်တွေဖြစ်လာတဲ့အချိန်မှာသူတမုန်းဖြစ်ရရင်မပါဘူးလို့အဲသူချရတဲ့သူကသူအလုံးလုံးနေလို့သူမအားတဲ့အချိန်စာမပို့တဲ့အချိန်မှာသူစိတ်ထဲမှာသူပူလာအောင်ပြီးတော့ငါချစ်တဲ့လူကအဲငါ့ကိုပြစ်သွားမလားအဲအဲ့လိုမျိုးတွေပေါ့နော်အာငါ့ကိုထားသွားပြီလားအဲစသဖြင့်ကွာကလေးငယ်ငယ်လေးတယောက်ကသူမိဘောင်မျိုးနေတယ်လို့ခံစားချက်မျိုးတွေသူအဲ့ချိန်မှာတက်လာမယ်။တကယ်ချင်းနေဖမ်းမလို့တခံစားချက်တွေတက်လာမယ်။သူချစ်တဲ့လူကမအားလို့စကားမပြောသေးရဲ့ ခံစားချက်တွေတောင်းရမယ်အဲ့ခံစားချက်တွေအဲသုံးလေးမျိုးလောက်ပေါင်းပြီးတော့ဝုံးကနေသူပောက်ခွဲလာပြီးတော့အဲသူချစ်သူလုံမအားရတဲ့ချိန်မှာသူကဖုန်းတကွန်းကွန်ဆက်တာပြီးစကားတွေခဏခဏပြောတာစာတွေအတကုံရှေ့လိုက်ကြီးပို့တာအဲစသဖြင့်မျိုးစုံကသူစိတ်ကိုသူတော့သူမထိန်နိုင်ပဲနဲ့သူလုံးမိသွားလိမ့်မယ်လုံးမိသွားတဲ့ချိန်မှာဖြစ်လဲဆိုလို့ရှိရင်သူလက်ပူလောင်နေသူပူလောင်နေအပူကတစ်ဖက်ကိုကူးဆက်ပါတယ် အာကုဆတ်သွားတဲ့ခါကျတော့မဖြစ်လဲဆိုလို့ရှင်တစ်ဖက်လူကိုတောင်းကျမ်းမိသွားတဲ့ချိန်ကျတော့တစ်ဖက်လူကလည်းပူဆောင်နေကြောက်သွားတဲ့အာပြီးလို့ရှင်ကြာလာတဲ့ခါကျတော့ခဏခဏဆိုပြဿနာရှာခံရမွန်းကျက်ပြီးတော့ထွက်ပြေးသွားတာမျိုးဖြစ်တယ်လည်းထွက်ပြေးသွားမျိုးမဟုတ်ရင်မှာကိုယ့်ထက်အေးချမ်းချမ်းလေးစကားပြောတတ်တဲ့လူတယောက်စီကိုရောက်သွားတာလည်းဖြစ်နေတတ်ပါတယ်အမှန်တော့ဟိုဘယ်လိုပြောရမလဲကိုယ့်ရဲ့ပူဆောင်တဲ့ energy ကိုသူကကြောက်တာပေါ့နော်ကြောက်ပြီးပြေးသွားတဲ့သဘောပါပဲ မချစ်လို့တော့မဟုတ်ဘူးကို energy ကိုကြောက်ပြီးတော့ဒါထပ်ပြေးသွားတတ်တဲ့သဘောပေါ့နော်ဘာဖြစ်လို့ဆိုလင်းဆီအမပြောဘူးတယ်လူတွေကပူအောင်နဲ့လူနာမနေခြင်းဘူးမြဲအေးချမ်းတဲ့လူရဲ့နားမှာပဲနေခြင်းလဲဆိုတလို့ပေါ့အဲ့တော့ဒါကအင်ချမ်းဒီမှာတစ်ဖက်လူကလည်းကိုဘီနာမှာနေခြင်းမှာဖြစ်ပါတယ်ဒီနေရာမှာပေါ့နော်အေဂျင့်နဲ့လူအနားမှာမှာလူတွေကနေချင်တာဆိုလို့အာကိုယ့်ရဲ့ခံစားချက်ကြီးကိုဖိပြီးငါကဘာမှမဖြစ်ဘူးငါအေဂျင့်နေရဆိုပြီးအရင်ကြီးဖိချနေစရာလည်းမလိုပါဘူး ငါအီချမ်းဒီမှာတခြားလူကလာမှာဆိုရဲစိတ်ကြီးနဲ့ကိုယ်စိတ်ရဲ့ခံစားချက်ကြီးကိုဖိချပြီးလည်းနေစရာမလိုပါဘူးကိုအဲ့ဟဲ့ကိုယ့်ရဲ့ခံစားချက်ကိုကိုကမဖိချဘဲနဲ့အာအစ်စ်မှန်ဆုံးပုံစံနဲ့အာအယူသားဆုံးလက်ခံလိုက်တဲ့အချိန်မှာတော့ကိုယ်စိတ်ကိုအေးချမ်းမှုလမ်းကြောင်းဘက်ကိုကိုကစပြီးရှာဖွေပါလိမ့်ဆိုကိုအစိတ်အေးချမ်းမှုဘာလို့ရမလဲကိုစိတ်အေးချမ်းမှုဆိုလို့ဆိုလို့ရှိရင်တော့ဟင်းလောက်ရပါလိမ့်မယ် အာဘယ်လိုမျိုး heal လောက်အောင်လဲဆိုရင်ပထမအောင်ဆုံးပေါ့နော်လူတွေတော်တော်များများကကိုယ်စိတ်ဖြစ်သွားတဲ့ခံစားချက်တွေကိုတစ်ခါတည်းကျမသိလိုက်ပဲနဲ့တစ်ဖက်လူပေါ်ကိုပုံချလိုက်တာတုံ့ပြန်လိုက်တာဖြစ်သွားတတ်တဲ့အတွက်အာပထမဆုံးအာကိုယ်စိတ်ပိုတည်အောင်တနေ့ကိုအနည်းဆုံးမနက်ပိုင်းကို15မိနစ်တရားထိုင်ရပါမယ်။အဲ့တရားထိုင်တာကအာနေ့တိုင်းနေ့တိုင်းလုပ်လိုက်ဘာကြိုးထူးလာလဲဆိုကိုယ်စိတ်မှာတက်လာတဲ့ခံစားချက်ကိုစပြီးတော့တည်လာပါတယ်။ဒါပေမဲ့ အဲ့ခံစားချက်ကိုသိရတဲ့နေရာမှာတော့ရပ်ထားလို့မရဘူးပေါ့နော်ခံစားချက်ကိုသိရသိရအချိန်မှာဒီခံစားချက်ဖြစ်ရကောင်းလားဆိုပြီးတော့ judgment လုပ်ပါနဲ့ဟုတ်ဆိုတခါတည်းကြာရင်ကိုရဲ့တဖက်လူမအားမန်းတဲ့ကိုသိအာသိနေရတာနဲ့ကိုရဲ့ trauma ကြောင့်ပြဿနာရှာကျင်နေရမျိုးဖြစ်တတ်တယ်အဲ့တော့ဟိုတခါတည်းကြာရင်ငါမှဒီစိတ်ခံစားချက်ဖြစ်ရကောင်းလားငါဘာဖြစ်လို့သူများကိုအဲ့လိုမျိုးကြီးပြဿနာရှာကျင်နေရတာဆောက်တဖြစ်ကိုကိုကိုနဲ့ blame တတ်တယ်အဲ့တော့မ blame ပါနဲ့ဒီခံစားချက်မဖြစ်ရအောင်ဆိုပြီးတော့မဖြစ်ပါနဲ့ခံစားချက်ကို ဖြစ်စီရမလို့ပါဘူး။သင်တို့ခံစားချက်ဖြစ်တယ်ဆိုတော့ရှိကိုအရှိတိုင်းလက်ခံရမှာပဲဖြစ်ပါတယ်။အဲအဲ့တော့အဲဒီခံစားချက်ကိုလက်ခံမှာ judge လည်းမလုပ်ပါနဲ့။အာပြီးလို့ရှိရင်သူအဲ့ဒီခံစားချက်ကြောင့်ကိုဘာဖြစ်ချင်လဲ။ငိုချင်တာလားဒေါသဖြစ်တာလား။အငိုချင်လဲဆိုလို့ရှိတယ်ငိုချလိုက်ပါ။ခံစားချက်ကိုစီမျောခွင်ပေးလိုက်ပါ။အာပြီးတော့ရှေ့ဒေါသဖြစ်တယ်ဆိုလို့ရှိရင်တစ်ဖက်လူကိုမရုံးသုံးကားတိုက်ပြန်လာရှာတာ။ကိုเจ้าစိတ်ကြောင့်ဖြစ်နေတာဆိုလို့ရှိရင်ပေါ့ အာ fresh body ကငယ်ညစ်တာပြီးခေါင်းအုံးလက်သေးနဲ့ထိုးတာအာစသဖြင့်လှုပ်လိုက်ပါကိုယ့်ရဲ့ခံစားချက်ကိုရေစီးချောင်းလေးလိုစီးမျောခွင့်ပေးလိုက်ပါစီးသားရေရာဆန်ပြီးပြန်မတက်လာဘူးအနာကအာဒီခံစားချက်ကိုထွက်သွားခွင့်ပေးလိုက်ပါသူ့လိုလိုလေး ထွက်သွား권ပေးလိုက်ပါအဲဒါဆိုကိုယ်စိတ်ကပေါ်ပါလာပြီအကိုယ်စိတ်ပေါ်ပါလာတဲ့ချိန်မှာကိုဘာလုပ်ရမှာလဲဆိုကိုကိုကိုပြန်ပြီး focus ပြန်ထားပါဘယ်လို focus ပြန်ထားမှာလဲဆိုလို့ရှိရင်ငါအနေနဲ့ငါရဲ့အလုပ်ကဘာလဲငါရဲ့ဖြစ်ချင်တဲ့ human ချက်ကဘာလဲအာငါကအခုချိန်မှာဘယ်လို body goal လေးလိုချင်နေရလဲ စသဖြင့်ပေါ့နော်အဲကိုကိုကူမိခွန်းလေးပြင်ပြီးပါအကယ်၍ငါအနေနဲ့လှပချင်တာ skin ကြီးကြည့်ချင်တာဆိုလို့ရှိရင်ကိုယ့်ရဲ့ self care လေးလုပ်လိုက်ပါအဲဒါမှမဟုတ်ကိုကအလုံးအတွက်ရည်မှန်းချက်တွေ career အတွက်ရည်မှန်းချက်တွေဝါသနာအတွက်ရည်မှန်းချက်တွေရှိရဆိုရှင်အဲ့ goal တွေနဲ့ပတ်သက်တဲ့စာအုပ်စာပြီးဖတ်တာစူးစမ်းတာလုပ်ကြည့်ပါဟောကိုအတွက်ကိုပို့ပြီးတော့အချိန်ပေးလိုက်ပါအာပြောမယ်ဆိုလို့ရှိရင် ကိုတိုးတက်ဖို့အတွက်ဖို့ပို့အာ အချိန်ပေးလိုက်ခြင်းပဲဖြစ်ပါတယ်။ဒါမှမဟုတ်ဘူးဆိုလို့ရှိရင်ကိုယ်စိတ်ပျော်စီမယ့်အရာလေးလုပ်ပါတခါတလေကြာရင် coffee shop သွားရတာပျော်ရရှိတယ်။ကိုအင်ဂျီလလလေးကိုပြီးတက်ပုံရရပျော်ရလည်းရှိတတ်တယ်။အဲ့တော့ကိုပျော်မယ့်အရာလေးလုပ်ကြည့်ပါ။အော်ကိုရဲ့စိတ်ခံစားချက်ကိုဒီဘယ်လိုပြောမလဲပူလောင်နေတဲ့ခံစားချက် negative emotion ပေါ့နော်။အဲအဲ့ဒီမှာပဲနစ်မထားပဲနဲ့ကိုအတွက်ပျော်စီမယ့်အရာလေးတွေကိုပြောင်းလဲပြီးတော့ကိုကလှုပ်ဆောင်လိုက်ပါ။ အဲ့ခါကြလို့ရှင်ကိုကိုကိုပျော်လာမယ်ကိုစိတ်ကြီးအေးချမ်းလာမယ်ကိုစိတ်အေးချမ်းလာတဲ့ခါကျတော့အာကိုချရသူကလည်းကိုရဲ့အေးချမ်းတဲ့ energy ကိုသိပါတယ်ဒီခါတည်းကြရင်အေးချမ်းနေတဲ့လူတယောက်ကိုကြီးလိုက်လို့ရှင်သူ့ကြီးပြီးတော့အကြည်တလေးရပြီးပျော်ပြီးအေးချမ်းတဲ့ခံစားချက် ဖြစ်ပေါ်ရမှာအဲ့တော့တစ်ဖက်ကလည်းကိုအေးချမ်းတဲ့ energy ကိုသိပါတယ်သိရခါကျတော့သူကိုယ်တိုင်နဲ့အေးချမ်းတဲ့လူနာကိုလာချင်မှာပဲဖြစ်ပါတယ်အဲ့ဟီလန်ဆိုတာက အဲခံစားချက်ရတွေကလောပျောက်သွားမျိုးမဟုတ်ပါဘူးခံစားချက်တွေကကိစ္စတွေဖြစ်လာရင်တက်လာအောင်ပါပဲတက်လာတဲ့အခါအဲခံစားချက်ထက်ကိုကပို့ပြီးတော့တန်မာပြီးတော့အဲခံစားချက်ကိုကိုကထိန်းချုပ်နိုင်တဲ့အာမူတယောက်ဖြစ်လာတာပါပြောမယ်ဆိုလို့ရှိရင်အာဒီဇောနာကဝန်တဲ့ခံစားချက်တက်လာရင်ကိုကိုကိုစီးမျောကွင်ပြေးလိုက်တယ်တစ်ခါလို့ပေါ့ကိုကိုရဲ့ ဒီစိတ်ကံစားချက်တွေမပုံချပဲနဲ့စီမျောခွင့်ဒီပေးလိုက်တယ်ပြီးတော့ကိုကိုကိုမှာ focus ထားတယ်အဲ့တော့မဖြစ်လဲဆိုရင်ကိုရဲ့ထန်ရာကို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 တာဝန်ယူပြီးတော့ကုစားလိုက် ပြီးတော့ကိုကိုကိုရဲ့အီချမ်းရာအီချမ်းချောင်းတူတက်ရာတူတက်ချောင်းကိုရှာဖွေရအောင် healing လို့ခေါ်ပါတယ်ဒါတော့ lengthy ရဲ့ healing ဆိုတဲ့ meaning ကိုပြပြလိုက်တာဖြစ်ပါတယ်စားလူတွေသဘောပေါက်တဲ့ healing ကလည်းရှိအောင်ပါပေါ့နော်အဲ့တော့ဒါတော့ lengthy သဘောပေါက်တဲ့ healing ရဲ့ meaning ဖြစ်ပါတယ် နဲ့တခါတလေကြာရင်လင်းတို့ကအာတဖက်လူကမအားလို့အာကိုကလူစီယာမှာချစ်ချင်းမေတ္တာရေမရဘူးတကယ်ချင်းတွေကစီယာလည်းချစ်ချင်းမေတ္တာမရဘူးလို့ခံစားနေရတယ်ဆိုရှင်တကယ်ဟုတ်ရလားပြန်စစလိုက်ပါတခါတလေကြာရင်ကိုရဲ့အနီးနားလေးမှာအာကိုရဲ့ခွေးလေးကြောင်လေးတွေကကို့နာမှာလည်းကတ်နေရလေးလည်းဖြစ်နိုင်တယ်သူတို့ကလည်းကို့ကိုဒါ unconditional love ပေးနေရပဲပြောမှာဆိုဒီနေ့ဒီမှာဧည့်သည်အပါသေးရဲ့ unconditional love ပေးနေရတယ်။အဲခါတမီကြရင်ကိုသွားရဲ့နေရာလေးမှာဈေးပဲဖြစ်သွားလိုက်တဲ့အချိန်မှာအာဟိုကိုဝယ်ခြင်းနဲ့အသီးလေးကိုဈေးအတန်တန်နဲ့မြမားလေးပေးလိုက်တဲ့ဈေးထက်နဲ့တွေ့ရတယ်။ဒါလည်းကိုချစ်ချင်းမြတ်တာရရှိနေပါမယ်။အာခါတမီကြရင်ကိုသွားရဲ့နေရာလေးမှာမထင်မပဲနဲ့ကိုရဲ့ idol နဲ့တွေ့လိုက်ရတာလေ။အဲ့အမှတ်တရလေးဖန်တီးလိုက်ရတယ်ဒါဆိုကိုတပျော်စရာ moment လေးဒီ feeling လေးရရှိနေရပါလေအဲ့တော့ ဟိုပြောမယ်ဆိုလို့ရှိရင်ကိုကမပြောတဲ့အရာကိုအာယုံဆိုင်ရင်တော့မပြောတာပဲတွေ့ပါလိမ့်မယ်ပြောတဲ့အရာလေးကိုအာယုံဆိုင်တယ်ဆိုလို့ရှိရင်ပြောတဲ့အရာလေးကိုအဲဆကရဲ့ချစ်စင်းမြတ်တာကိုမီလန်ပေါင်းစုံနဲ့ပေးနေတာလားဆိုတာကိုကိုစပြီးတော့မြင်လာပါလိမ့်မယ်အဲအဲ့တော့ကိုရဲ့စိတ်ကလေးကိုအေးအေးချမ်းချမ်းလေးနဲ့ကိုရဲ့တွတ်တက်ရတွတ်တက်ချောင်းနဲ့ကိုရဲ့အင်ဂျင်ရအင်ဂျင်ချောင်းမှာအာယုံဆိုင်လိုက်ကျင်းအပြင်ကိုရဲ့စိတ်ကလေးကပိုပြီးရင်ကြလာပြီးကိုဟာပိုကောင်းမွန်တဲ့ version တစ်ခုကိုပို့ပြီးရောက်လာမှာပဲဖြစ်ပါတယ် လောက်ဆိုလို့ရှိရင်တော့ဒီ healing ဆိုတာဘာလဲဆိုရဲအာအကြောင်းလေးကိုဆုံဆုံလင်းလင်းလေးနားလေသွားလောက်ပြီးလို့လဲခင်ပါရဲ့ဒါကတော့လင်းကတော့လင်းတိရဲ့ဥပမာလေးမြင်သားရဲ့ဥပမာလေးနဲ့တော့ပြပြတာပေါ့နော် healing method တွေတခြားအရာတွေကတော့အများကြီးရှိပါသေးရဲ့အဲ့တော့ develop မှာတော့ healing ဆိုတာဘာလဲဆိုရဲအကြောင်းလေးကိုလည်းလင်းကရှင်းပြပေးသွားတာဖြစ်ပါရဲ့အဲ့တော့ဒီ why is healing ဆိုရဲ topic လေးကတော့ဘယ်လောက်ပါပဲ ။ဒီ channel လေးရေးတဲ့ video လေးအားပေးကြရတဲ့တို့တရားချင်းလေးရိုင်းလည်းကျေးဇူးတင်ပါတယ်။နောက်တစ်စီစဉ်တည်တဲ့ video တစ်တင်နဲ့လာအောင်မှမလို့ဒီ channel လေးကိုဆောင်မြော်ပြီးအားပေးပါအောင်လို့လည်းဖိတ်ခေါ်လိုက်ပါတယ်။နောက်တစ်စီစဉ်တည်တဲ့ video တစ်တင်မှာပြန်ဆုံပါမယ်နော်။